ိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစားခင်ထုံးစံတိုင်းပဲ channel subscribe လုပ်ပြီးတော့ဘေးနာကောင်းလုံးနှိပ်ထားကြပြီးတော့ဗီဒီယိုကို like လုပ်ပြီး VPN လေးဖွင့်ပြီးတော့အားပေးကြဖို့လည်းမေတ္တာရက်ခံပါစေဆိုတော့ဒီနေ့မှာကတော့ Jackie Season 2ရဲ့အပိုင်းဆက်ကိုဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ဘီကန်ဒီကအပိုင်း1ပြီးသွားပြီဆိုတော့ဒီနေ့မှာတော့အပိုင်း1ကိုရောက်ရှိလာပါပြီအဲ့တော့ Jackie ကားတွေမကြည့်ရသေးတဲ့သူများရှိခဲ့ရင်လည်းတိတ်တော့ရှိမှာမဟုတ်တော့ပါဘူးဒါပေမဲ့ရှိခဲ့ရင် Jackie ဘောင်းချုပ်နေနဲ့ပြန်နှွေးဖို့အတွက်ပြန်တင်ပေးတာရှိပါတယ် အားအောင်ရင်သွားကြည့်ပြီးရင် Jackie Season 2ရဲ့အပိုင်း1ပြီးတော့ဒီနေ့အပိုင်း1ကိုဆက်ပြီးတော့ရှူစားလို့ရပါခင်ဗျ။ဆိုတော့ Let's go ကျွန်တော်သွားလိုက်ကြအောင်ပါ Jackie Season 2အပိုင်း1ဖြစ်ပါတယ်ခင်ဗျ။ဒီပိုင်းအစမှာမြင်ရတာကတော့ဂျန်နီဖာတယ်လီရဲ့ဆိုင်ကြီးဖြစ်ပြီးတော့ဒက်ဖနီကအိယာပေါ်မှာဇိမ်ကြလို့နေပါတယ်။ဒက်ဖနီတယောက်အိယာကထလာပြီးတော့အပင်းရောဆန်းလိုက်တော့မှာပဲသူ့လက်မှာသွေးတွေပေးနေအောင်တတိထားမိသွားပါတယ်။ဒက်ဖနီကထိတ်လိုက်ပြီးတော့ဆောင်းကိုဆွဲပယ်ကြည့်တော့ဂရင်ပေါ်မှာလည်းသွေးတွေပေးပွားနေတာမြင်လိုက်ရပါတယ်။ မဇာကီမှာပဲဆောင်းအောင်မှာအန်တီရဲ့တနတ်လက်ချက်ကြောင့်ပြတ်သွားတဲ့ဒေဖနီအယုံမိုက်ခေါင်းကိုမြင်လိုက်ရတော့တာပါဒေဖနီလည်းကြောက်လန့်ပြီးတော့အော်ဟစ်လိုက်ရမှာတော့အပေါ်ကမန်နေပါအက်သွားတာကိုတွေးလိုက်ရပါတော့တယ်နောက်တစ်ခါမှတော့ဒေဖနီကမနက်စာပြင်ဆင်ပြီးတော့တော့ပိတ်ထားတဲ့အခန်းတကန်းတဲကိုယူသွားနေပါတယ်အဲ့ဒီတော့ပိတ်ထားတဲ့အခန်းထဲမှာရှိနေတာကတော့နီကာပဲဖြစ်ပါတယ်ဒေဖနီကချက်ကီဝင်ပူးထားတဲ့နီကာကိုလက်တွေခြေတွေခုတ်ဖြတ်ပြီးတော့ဖမ်းထားတာတစ်နှစ်လောက်တောင်ရှိပါတော့မယ်နီကာကခုနအော်တိုင်းကဘာဖြစ်တာလဲလို့မေးလိုက်တော့ ဒေဖနီကသူအိမ်မဆိုးမတ်လို့ပါလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်တော့ဒေဖနီကနီကာကိုမနက်စာရီပါတယ်ခွန်ကျွေးနေခဲ့တာပါ။ဒေဖနီကခဏတော့နီကာငါသူနဲ့စကားပြောအောင်မဲလို့ပြောပြီးတော့သူ့လက်ကိုသူဓာတ်နဲ့ချစ်ပြီးတော့သွေးတွေထွက်အောင်လှုပ်လိုက်ပါတော့တယ်။ပြီးတော့နီကာမျက်နှာရှိမှသွေးတွေကိုပြလိုက်ရမှာတော့နီကာမဟုတ်တော့ပဲချက်ချင်းကချက်ကီဝင်ရောက်ပြီးတော့ပူကက်လာပါတော့တယ်။ချက်ကီရောက်လာတဲ့ဒေဖနီကဒေဖနီရုံမရဲ့ခေါင်းပြက်ကိုပြလိုက်ပြီးတော့ဒါပါလောက်တာလဲဟာလို့ဒေါသတကြီးနဲ့မေးလိုက်တာပါ။ချက်ကီကတော့တဟီဟီနဲ့ရည်နေပြီးတော့ ငါနှင်းစီကိုလာတော့မှာတေဖနီလို့ပြောလိုက်ပါတယ်ပြီးတော့နေငါ့ကိုလှုပ်ခဲတာတွေတော့ပြန်ပြီးတော့ပေးဆက်ရမယ်နေနဲ့အဲ့ဒီကလေးတွေအကုန်လုံးတေဖို့ပြင်ထားလိုက်လို့လည်းချိန်ချောက်လိုက်ပါသေးတယ်နောက်ဆုံးတော့ချက်ကီကနေတို့အကုန်မြေကြီးထဲမှာရိုးဆွေးကိုပြင်ထားလို့ပြောလိုက်ပြီးတဟားဟားနဲ့ဟားတိုက်အော်ဟစ်ရီမောနေပါတော့တယ်နောက်တစ်ခါမှာတော့အင်ကနေလော့ကတ်လစ်ဖျားချောင်းကိုရောက်လာခဲ့ပါတယ် Sister Ruka အခုမှအသစ်ရောက်လာတဲ့ Jake Lassie နဲ့ Devon တို့ကိုတင်းအောင်ဆရာကြီး Father Bryce ဟောပြောနေတဲ့ခန်းမတွေကိုခေါ်သွားခဲ့ပါတယ် Father Price ကယေရှုခရစ်နဲ့ပတ်သက်ပြီးတော့တတ်တက်ကြွကြွဟောပြောနေပြီးဂျိတ်တုသုံးကတော့ကြောင်တောင်တောင်လေးနဲ့ငုတ်တုတ်ထိုင်ကြည့်နေကြပါလိမ့် Father Price ကဟောပြောလို့အပြီးမှာတော့နဒင်းဆွဲကောင်မလေးတယောက်ကလက်စီကိုလာပြီးတော့နှုတ်ဆက်ပါတယ်အန်တော်တော့လက်စီကဒီကြောင်းမှာ Trevor ဆိုတဲ့ကောင်လေးတယောက်ရှိတဲ့ကြောင်းဂျိတ်တုကိုပြောပြပါလိမ့် Trevor လက်စီနဲ့အရင်ကရန်ညှိုးရှိတဲ့သူလည်းဖြစ်ပါတယ်အန်တော်တော့ Sister Ruka သူတို့သုံးအောက်ကိုခေါ်သွားပြီးတော့ဂျိတ်တုစီကဖုန်းကိုတင်းလိုက်ပါတယ်လက်စီလည်းသူ့ဖုန်းကိုမပေးခြင်းပေးခြင်းနဲ့ပေးလိုက်ရပါလိမ့် နောက်ထပ် sister ပြောပြတဲ့ sister Alice Beck ကတော့သူတို့က uniform တွေထုတ်ပေးနေပြီးတော့လက်စီကဟွန်းဒါယူနေတိုင်းဝေးရမလားလို့မေးပြီးတော့စိတ်ညစ်နေပါတယ် sister Alice Beck ကဒါကိုနေတိုင်းဝေးရမယ်ပြင်နင်းစပင်လည်းဖိရမယ် makeup တွေလည်းဖြတ်ပစ်လိုက်လို့လက်စီကိုပြောလိုက်တာပါမကြာခင်မှာပဲ father Bryce ရောက်လာပြီးတော့သူ့ကိုသူမိတ်ဆက်လိုက်ပါတယ် father Bryce က sister Alice Beck ကိုပဲအလုပ်လုပ်တာကောင်းတယ်လို့ချီးကျူးနေပြီး sister Ruth ကိုတော့အဖက်သိပ်ပြီးတော့မလုပ်တဲ့အတွက် sister Ruth ကဒေါသထွက်နေပုံပါပဲအဲ့နောက်တော့ father Bryce ကဂျိတ်တို့တောင်းအောင်ကို တို့နေရမယ့်အခန်းတွေလိုက်ပြဖို့တော့ခေါ်သွားပါတော့တယ်။ Father Price ကိုထွက်သွားတော့ Sister Ruka Sister Elizabeth ကိုဒီမနက်အယုတ်သေးတစ်ခုလာလှူတာရှိတယ်ဆိုပြီး Jackie ယုံကြည်ပါတယ်ပါဆယ်တုပ်ကိုပေးလိုက်ပါတယ်။ Elizabeth ကဘယ်သူလှူထားလဲလို့မေးလိုက်တော့ Sister Ruka အလူရှင်နာမည်တော့မပြောထားဘူးလို့ဖြေလိုက်ပါတယ်။ Sister Ruka ပါဆယ်တုပ်ကိုဖောက်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာရှိနေတဲ့ Jackie ယုံကြည်ကိုမြင်လိုက်ရပါတော့တယ်။ Sister Ruka Jackie ယုံကိုကြည့်ပြီးတော့ဖရားရီပါရီပါတားလိုက်ပါတယ်။ပြီးတော့ဒီယုံလေးရဲ့မျက်နှာပေါ်မှာယေရှုခရစ်ရဲ့ပုံရိပ်ပေါ်နေတယ်လို့ပြောလိုက်သေးတာပါ။ အရာနေစစ်စာအဲလစ်ဘက်ကအရင်အပတ်နေလေသာစားတော့ကလည်းဟိမကန်ထဲမှာယေရှုရဲ့ပုံရင်းကိုမြင်သေးတယ်မလားလို့မေးလိုက်တာပါစစ်စာရူကတော့ယေရှုရဲ့ပုံရင်းကိုနေရာတကာမှာမြင်နေပုံပါပဲတပတ်မှလက်ရှိကိုတော့စစ်စာကက်သရင်းကဒုတိယထပ်မှာရှိတဲ့မိန်းကလေးတွေနေရမယ်အခန်းကိုပြပေးနေပါတယ်တတိယထပ်မှာတော့ဂျိတ်တို့ယောက်ျားလေးတွေနေကြတာပါအရင်ကမိန်းကလေးနဲ့ယောက်ျားလေးနီးကကနေလို့မရပါပဲအခုတော့အိစီကန်ကိုပြင်ပေးဖို့စစ်စာကက်သရင်းက Father Price ကိုဖြောင်းပြလိုက်နိုင်ခဲ့ပါပြီ အဲ့တော့အခန်းထဲမှာယောက်ျားလေးတငယ်ချင်းရှိနေတကားလေးသာဖွင့်ထားပေးလို့ဆစ်စာကက်သရင်းကလက်စီကိုပြောလိုက်ပါတယ်။လက်စီကတော့မပူပါနဲ့ JO Devon ကမိန်းကလေးတွေအတွက်ဘေးကင်းပါတယ်လို့အထာလေးနဲ့ပြန်ပြောလိုက်ပါတော့တယ်။လက်စီကနဒင်းနဲ့အတူတူနေရမှာဖြစ်နေပြီးတော့နဒင်းကလက်စီရောက်လာလို့ပြောနေပုံပါပဲ။ Father Price ကလည်း Jane နဲ့ Devon တို့ကိုသူတို့နေရမယ့်အခန်းကိုလိုက်ပြနေတာပါ။ Father Price ကကောင်မလေးကဒုတိယတပ်မှာနေတာ။ကောင်မလေးတွေခန်းကိုသွားမရှုပ်အောင်လို့သတိပေးလိုက်တော့ Devon ပြဿနာမရှိပါဘူးလို့ပဲပြောလိုက်ပါတယ်။ဟုတ်တယ်လေ Jane နဲ့ Devon ကောင်မလေးခန်းနဲ့ဝင်ရှုပ်ဆရာမှမလို့လား။ သူတို့နှစ်ယောက်တည်းသူတို့ခန်းထဲသူတို့ရှုပ်နေကြမှာပဲကျော်ဂျိတ်ကတော့ဒေဗန်ကငါတို့ဒီမှာငါတို့ကိစ္စကိုလူမသိအောင်နေကြတာကောင်းမယ်လို့ Father Price မကြားအောင်ပြောပါတယ်ဒေဗန်ဘာကိစ္စနေရမှာလဲကွာလို့မေးလိုက်တော့ဂျိတ်ကကက်သလစ်တွေကဂေးတွေဆိုကြည့်မရဘူးတော့လို့ပြောလိုက်ပါတယ်ပြီးတော့ငါတို့ပြဿနာတိုင်းခလေးထောင်ကိုပို့လိုက်မယ်လို့ဒေဗန်ကိုသတိပေးလိုက်တာပါတပတ်မှနှစ်ထင်းကတော့လက်စီကိုနေကအရန်လှတာပဲလို့ပြောနေပြီးတော့ငါတို့ငွေချင်းလောက်ရအောင်လေးလို့အဖော်ဆက်လိုက်ပါတယ်လက်စီကတော့သူ့ပုံစံတိုင်းခက်ချီချီပဲငါတို့ငွေချင်းဖြစ်လာမှာမဟုတ်ဘူးလို့ပဲပြန်ပြောလိုက်တာပါ လက်စီကငါဒီမှာကြာကြာနေမှာမဟုတ်ဘူးလို့ပြောလိုက်တော့နဒင်းကဘသူမှဒီမှာကြာကြာမနေချင်ကြပါဘူးလို့ပြန်ပြောပါတယ်။အားနဲ့လက်စီကနေဒီမှာနေတာဘလောက်ကြာပြီလဲလို့နဒင်းကိုမေးလိုက်ပါတယ်။နဒင်းကငါခုနှစ်တန်းနဲ့ရောက်နေတာငါမိဘတွေကငါ့ကိုထိမနိုင်လို့လေလို့ပြောလိုက်ပါတယ်။လက်စီလည်းအဲ့ဒီဖြေကြတော့စိတ်မကောင်းဖြစ်သွားပုံပါပဲ။နဒင်းတယောက်ထွက်သွားတော့လက်စီလည်းသူခိုးပြီးတော့ယူလာတဲ့ဈေးဘူးကိုထုတ်လိုက်ပြီးတော့ဈေးတလုံးထုတ်ချထားလိုက်ပါတော့တယ်။ Father Price ကတော့ဂျိတ်တို့ကိုခန်းထဲလိုက်ပြီးတော့မင်းတို့တွေစည်းကမ်းကြနေပြီးတော့ဘဝကိုလမ်းကြောင်းမှန်မော်ပြန်ရောက်အောင် ဘုရားသခင်စီပြန်ရောက်အောင်တေချာလုပ်ပါလို့မှာနေပါတယ်။ပြီးတော့ဥပစာလေးကြ7မိနစ်နေငါအတန်းစားတော်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ Father Price ထွက်သွားတဲ့ဂျိတ်ကဂရင်းပေါ်မှာထိုင်ငုံနေပြီးတော့အားလုံးကငါပြစ်တွေပါပဲလို့ပြောနေခဲ့ပါတော့တယ်။လက်စီနဲ့နဒင်းတို့အတန်းတက်ဖို့အတွက်ဘော်တက်ကဆင်းလာတော့ Trapper ကိုသွားပြီးတော့တွေ့ခဲ့ပါတော့တယ်။နဒင်းကနေ Trapper ကိုသီးလို့လာလို့မေးလိုက်တော့လက်စီက Dragon Mafia အထုကောင်လေးလို့ပြောလိုက်ပြီးတော့ငါဒီကောင်ကိုဥအောင်စောမရမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့လက်စီကတခြားចောင်းသားနဲ့စကားပြောနေတဲ့ Trapper ပခုံးသွားပုတ်ပြီးတော့ ဟိုင်ငါ Trevor တငယ်ချင်းဟောင်းပဲ Trevor ဦးတလုံးနဲ့နဲ့မွေးလာတာနင်တို့သိကြလားလို့သွားပြောလိုက်ပါတယ် Trevor နာចောင်းသားကြီးလဲလန့်သွားပါတော့တယ် Trevor တော့သူတော်ကောင်းပုံစံကြီးနဲ့လက်စီငါနေကိုအရင်ကဒုက္ခပေးခဲ့ပြီလားစိတ်မကောင်းပါဘူးခါအခုငါအရင်ကလူလူမျိုးမဟုတ်တော့ပါဘူးဦးတလုံးနဲ့နဲ့နေရတော့လဲငါမဆက်တဲ့လူဖြစ်နေပြီဘာညာနဲ့ဆက်ပြောပြီးတော့တရားပြန်ဟောလိုက်ပါတယ်ပြီးတော့ပြီးခဲ့တဲ့နှစ်ကနင်းအတွက်တော်တော်ခက်ခဲခဲ့မှာပဲလူသားသမားနဲ့ရီးစားလုံးပြီးပြီးတော့နေနေမှာမှလူသားမှုတွေဖြစ်ခဲ့တာလေလူတန်းနဲ့ဒီလူသားမှုတွေအကြောင်းပဲပြောနေကြတာလို့ လက်စီကိုအထာလေးနဲ့ပြန်ပတ်လိုက်ပါတယ်။တန်းထဲမှာတော့ Sister Catherine ကចောင်းသားတွေကိုအကုသို့ခုနှစ်ပါးအကြောင်းကိုရှင်းပြနေပါတယ်။ Jake ကတော့သူညီလေးတည်ခဲ့အတွက်သူ့ကိုယ်သူအပြစ်ရှိလို့ခံစားနေရပြီးခွင်းလွတ်လို့မရတဲ့အကုသို့မျိုးရရှိလားလို့ Sister Catherine ကိုလမ်းမေးလိုက်ပါတယ်။ Sister Catherine ကမရှိဖို့မျှော်လင့်တာပဲ။ရှိရင်ငါတို့တော့ဒုက္ခရောက်ပြီလေလို့ပြောလိုက်ပါတော့တယ်။တမန်မှာ Sister Elizabeth ကတော့အခန်းတစ်ခုထဲမှာစင်းစရာတွေထိုင်ပြီးတော့လုံနေပါတယ်။အဲ့ဒီမှာပဲသူ့နောက်ကဇပွဲပေါ်တင်ထားတဲ့ Chucky ရုပ်ကသူ့လိုလိုအောက်ကိုပြုတ်ကျသွားပါတယ်။ ။အဲလစ်ဘက်လည်းချာကီယုတ်ကိုတွားကောက်ပြီးတော့စွဲပေါ်ပြန်တင်လိုက်ပါလေ။အဲမှာပဲချာကီယုတ်က "Hi, I'm Chucky. Wanna play?" လို့မေးလိုက်တော့အဲလစ်ဘက်ကမကစားခြင်းပါဘူးလို့ဖြေပြီးတော့သူ့ခုံမှာသူပြန်ထိုင်နေလိုက်ပါလေ။အဲချိန်မှာပဲချာကီယုတ်ကခုံပေါ်ကနေနောက်တစ်ခေါက်ထပ်ပြီးတော့ပြုတ်ကျပြန်ပါလေ။အဲလစ်ဘက်လည်းဒီတစ်ခါတော့ယုတ်ကိုတွားမကောက်တော့ပဲသူစီးရင်သူဆက်လုံနေလိုက်ပါလေ။မကြပါဘူး။ချာကီယုတ်ကသူ့ရှိကနေပေါ်လာပြီးတော့ဘူးလို့ခြောက်လိုက်တဲ့အတွက်အဲလစ်ဘက်လည်းလန့်ပြီးတော့ခုံပေါ်ကနေနောက်ပြန်လန့်လဲကျသွားပါတော့တယ်။စစ်စာအဲလစ်ဘက်ကလန့်ပြီးတော့နှလုံးဖောင်းလို့ပြင်နေခဲ့ပါပြီ။ချက်ကီကတော့ တကယ်ကြီးလားငါ့အုပ်ကြီးအောင်နဲ့နှလုံးပေါက်ပြီးတော့လန့်မလို့ဖြစ်နေပြီလားကျေးဇူးပဲဟေးဒီနေ့တော့ငါဆောင်ရမ်းအောင်ပျော်သွားပြီလို့ပြောလိုက်ပါတော့တယ် Sister Elizabeth ကလည်းသူ့လည်းပဲမှဆွဲထားတဲ့လဝကတ်တိုင်ပုံနဲ့ Jackie ကိုတားဖို့လုပ်ပြီးမှ Jackie ကနေစမ်းမအောင်အဲ့ဒါသွေးစိုးဖို့ကောင်တွေတော့မဟုတ်ဘူးလားလို့ပြောပြီးတော့ Sister ကြီးကိုဖျဲချောင်းနေပါတော့တယ် Elizabeth ကလဝကတ်တိုင်အောင် Jackie ကိုမတားနိုင်တာသိတော့အဆုံးဆုံးဆုံးကြီးကြောက်လန့်နေပါပြီအဲ့ဒီမှာနေ Jackie က I'm I'm Jackie suit down ကျင်လို့လားလို့မေးလိုက်ရမှာတော့အသက်ကြီးကြီး စစ်စတာအဲလစ်ဘတ်တယောက်နှလုံးရက်ပြီးသေဆုံးသွားခဲ့ပါတော့တယ်။ဂျက်ကီကတော့သူတကယ်တားဆရာတော်မလို့ပဲ၆လမ်းလိုက်အောင်နဲ့သေသွားတဲ့အတွက်တခီးတဟားနဲ့ရည်ပြီးတော့သဘောကျနေခဲ့ပါတော့တယ်။ပြီးတော့စစ်စတာအဲလစ်ဘတ်သေဆုံးတဲ့ပုံဖုန်းတစ်လုံးနဲ့ဓာတ်ပုံရိုက်ပြီးတော့မှတ်တမ်းအောင်တင်လိုက်သေးတာပါ။နောက်တစ်ခါမှတော့နှလုံးပေါက်ပြီးတော့သေဆုံးသွားတဲ့စစ်စတာအဲလစ်ဘတ်ရဲ့အလောင်းကိုလာသေးယူနေကြပြီးတော့ကျောင်းသားတွေကလည်းဝိုင်းကြည့်နေကြပါတယ်။ဂျေတိုလည်းရောက်လာတော့စစ်စတာအဲလစ်ဘတ်သေဆုံးသွားတဲ့အခန်းထဲကဇပွဲပေါ်မှာချက်ကီးရုပ်ကိုမြင်လိုက်ရပါတော့တယ်။ ကိုရောချက်ကီကသူဘာမှမလုပ်ထားသလိုငြိမ်နေရပါပဲဂျိတ်လိုလည်းချက်ကီကိုတွေးတော့ဒီကောင်ဒီမှာပဲကွာငေါ့ထင်တဲ့အတိုင်းပဲလို့ပြောနေပြီဒီဘန်းတော့ချက်ကီအကြီးကြံနေတာဘာလို့ဖို့လဲမသိဘူးလို့ပြောလိုက်ပါတယ်ချက်ကီကတော့ဂျိတ်လိုသူ့ကိုကြည့်နေရတွေးတော့သူများတွေမမြင်အောင်ဂျိတ်လိုသွားကိုလက်ကလေးလှမ်းပြီးတော့ထောင်ပြလိုက်ပါတယ်ခဏနေတော့ Father Price ကចောင်းသားတွေကို Sister Elizabeth တယောက်နှလုံးဖောက်ပြီးတေဆုံးသွားကြောင်းပြောလိုက်ပြီးအတန်းထဲကိုပြန်သွားကြဖို့ပြောလိုက်ပါတယ်လက်စီကငါတို့ဘာလို့ကြမလဲလို့ဂျိတ်လိုနှစ်ယောက်ကိုမေးလိုက်တော့ဒီဘန်းငါတို့သူများတွေကိုပြောလို့မရဘူး ငါတို့တစ်တလုံးအယူတော်မှာပဲပိတ်ထားလိုက်လိမ့်မယ်လို့ပြောလိုက်ပါတယ်။အားနဲ့လက်စီကဒါဆိုငေါ့ထွက်ပြေးကြမလား။ဒီနေ့ထောင်မမဟုတ်တာလက်နက်ကင်အဆောင်လည်းမရှိဘူးလေလို့ပြောလိုက်ပါတယ်။ဒီဘန်ငါတို့မှသွားစရာနေမှာမရှိတာ။ဒီမှာပဲဆက်နေပြီးတော့ချက်ကီကိုပြန်စော်ရအောင်လို့ပြောပါတယ်။ဂျိတ်ကတော့ဒါရီအလုံးကငါအပြစ်ပဲ။ငါသာအိုက်ခွေးကောင်ဝယ်မလာမိရဲ့။ဒါရီအခုမှဖြစ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒီဘန်ကဂျိတ်ကိုကိုအပြစ်တင်နေနေကွာ။ဒါရီအကုန်လုံးကချက်ကီလောက်တာ။တရားခန်းဒီကောင်ပဲလေလို့ပြောပါတယ်။ဂျိတ်ကငါနောက်တစ်ယောက်ထပ်ပြီးတော့အသေးမခံနိုင်တော့ဘူး။ အထူးသဖြင့်မင်းတို့လုံးဝအဖြစ်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲ Father Price ရောက်လာပြီးတော့ငါမင်းတို့ယာဆိုရင်သိတယ်ဒါအယုတ်လေးတတ်တတ်ပါပဲလို့ပြောလိုက်ပါတယ်တမက်မှာ Tiffany ကတော့ Jennifer Telly ရဲ့ရုပ်ရှင်တွေကိုထိုင်ကြည့်နေပြီးတော့ dialogue တွေလိုက်ပြီးတော့ပြောနေခဲ့တာပါနီကာဒါဝမ်းနေစရာပဲတနေ့တနေ့ဒီမှာထိုင်ပြီးတော့ Jennifer Telly ရုပ်ရှင်တွေပဲထိုင်ကြည့်နေတာလေးလို့ပြောလိုက်ပါတယ်နီကာကလည်းအလုံးမလုံးပဲနဲ့ Jennifer Telly ရဲ့ပတ်စံတွေအကုန်သုံးဖြုံးပြစ်နေတာဟမ်မကြခင်နေဒီအိမ်မှာဆုံးဆုံးရတော့မလို့ပြောပြီးတော့အပြင်ထွက်ပြီးတော့နေအလုံးလေးပါလေးရှာပါလားလို့ပြောလိုက်ပါတယ် တီဖနီကတော့နေထွက်ပြေးလို့ရအောင်မလားဟဲကောင်မလို့မေးလိုက်တာပါပြီးတော့တီဖနီကဒီတစ်ပတ်ပိတ်ရကြရင်ဂလန်နဲ့ဂလန်ဒါတို့တို့မွေးနေရှိလို့လာလေကြမယ်နေရှိနေတာတို့မသိအောင်နေတော့လို့နီကာကိုမှားလိုက်ပါတယ်ပြီးတော့ပါဇက်ဆိုးတဲ့ဟာနဲ့မေးစေးပလင်းကိုပြပြီးတော့နေပေဟာသုံးကျင်လဲလို့မေးလိုက်ပါသေးတယ်ဒါပေမဲ့မေးစေးပလင်းကကုံနေလို့တီဖနီတယောက်စိတ်ညစ်သွားပါတယ်အဲဒီချိန်မှာပဲအရှိတကားကနေဘဲတီးတန်ကြားလိုက်ရတော့နီကာကဲပါအောင်ကဲပါအောင်ဟဲမီလို့အတန်ကျဲကြီးနဲ့ထားပြီးတော့អော်ပါတော့တယ်တီဖနီလည်းလန့်သွားပြီးတော့နီကာပါဇက်ကိုအမြန်ပိတ်ဆို့ထားလိုက်ပါတော့တယ် ဒေဗနီတယောက်တကားသွားဖွင့်လိုက်တော့အပြင်မှာလူတယောက်ရန်နေရာကိုမြင်ရပါတယ်သူကတော့စုံတော့ဆန်ကေဗင်ဖြစ်ပြီးတော့ဂျနီဗာတယ်လီရဲ့ပြိသက်လည်းပဲဖြစ်ပါတယ်စုံတော့ကဒေဗနီကိုဂျနီဗာတယ်လီဆိုပြီးတော့ကျွန်တော်ခင်ဗျားပြိသက်ပါဗျာအခုကတော့လူပြောင်နေတဲ့အမှုတစ်ခုလာပြီးတော့စုံစမ်းမှုလာခဲ့တာပါလို့ပြောပါတယ်ပြီးတော့နီကာပီရော့စ်အကြောင်းကြားဘူးလားလို့ဒေဗနီကိုမေးလိုက်တော့ဒေဗနီကဇေဟောကာကူဇေယုံကိုသွားလေတော့ကတော့သူနဲ့တွေ့ဘူးပါတယ်လို့ပြောလိုက်ပါတယ်စုံတော့ခင်ဗျားသွားလေပြီးတော့မကြခင်ပါပဲနီကာကလူတွေအများကြီးကိုတတ်ပြီးတော့ထွက်ပြေးသွားတယ်လို့ပြောလိုက်ပါတယ် ်ဒီဖန်ဒီကတော့อืมအဲ့ဒါဆိုရင်တော့တတ်တာနော်လို့ပြောပြီးတော့အိမ်ထဲပြန်ဝင်ပြီးတကားပိတ်ထားလိုက်ပါတော့တယ်တပတ်မှာတော့ဂျိတ်က Father Bright စာတင်တဲ့အခန်းထဲမှာပါဂျိတ်ကကျွန်တော်တန်းစင်ကန်သွားလို့ရမလားဆိုတော့ Father ကမင်းအချိန်9မိနစ်ရမယ်လို့ပြောလိုက်ပါတယ်ဂျိတ်လည်း9မိနစ်ဆိုစိတ်ညစ်သွားပြီးတော့အမြန်ပြေးထွက်သွားပါတယ်ဒီဗန်နဲ့လန်စီတို့ကတော့ဂျိတ်တယောက်သူတယောက်နဲ့ချက်ကီးစီသွားမှာအစိတ်ပူနေကြပြီးတော့သူတို့လည်းတန်းစင်ကန်သွားဖို့ခွင်တောင်းလိုက်ပါတယ်ဒါမဲ့ Father Bright စာသူတို့နှစ်ယောက်ဂျိတ်ပြန်လာတဲ့အထိစောင့်ရမယ်လို့ပြောလိုက်တာပါဂျိတ်ကတော့ထမင်းစားကနေဓာတ်တစ်ချောင်းယူလာပြီးတော့ ဂျက်ကီရှိနေတဲ့အခန်းတကားတော့ကိုခိုးဖွင့်လိုက်ပါတယ်ဂျက်ကီကဇွဲပေါ်မှာပဲရှိနေပြီးတော့ဂျိတ်ကဂျက်ကီကိုဇွဲယူလိုက်ပါတယ်ပြီးတော့ခွေးမသားဂျက်ကီလိုဆဲပြီးတော့ယူလာနဲ့ဓာတ်နဲ့ထိုးမလို့လုံနေတော့မှာပဲ Father Bright ရောက်လာပါတော့လေခဏနေတော့ Father Bright ကဂျိတ်ကိုငါးစီလာတဲ့တခြားကလေးတိုင်းလိုပဲမင်းလည်းလမ်းပြောက်နေရပဲဒါပေမဲ့ဒီနေရာထောင်မဟုတ်ဘူးကွာမင်းဖျားသခင်တားတောက်ဖြစ်ဖို့ရွေးချယ်လို့ရမင်းတိုက်ခိုက်နေတာတွေကိုပဲရက်လိုက်ဖို့လိုတာလို့တရားပြပါတော့လေဂျိတ်ကတော့ကျွန်တော်ဘယ်တော့မှတိုက်ခိုက်တာကိုရက်မှာမဟုတ်ဘူးလို့ပြောလိုက်တာပါ ဖာသာဘရိုက်ဆဲအမှနည်းနည်းပေါက်ကွဲသွားပြီးတော့ဂျေးစီကဓာတ်ကိုတောင်းလိုက်ပါတယ်ပြီးတော့သူကင်ထားတဲ့ချက်ကီရုပ်ကိုဇဝဲပေါ်တင်လိုက်ပြီးတော့တမာကျန်းစာအုပ်ကိုထုတ်လိုက်ပါတယ်ဖာသာဘရိုက်ဆာဂျေးကိုကျန်းစာအုပ်ပေးခဲ့လိုက်ပြီးဒီထဲကမင်းရင်ထဲကိုထိစေတဲ့စာသားကိုရှာပြီးရင်ငါ့အရာဖတ်ပြလို့ပြောပြီးတော့အခန်းထဲကထွက်သွားဖို့လှုပ်ပါတယ်ဖာသာဘရိုက်ဆာတန်းချိန်ပြီးရင်ငါပြန်လာခဲ့မယ်ဆိုတော့ဂျေးကခမန်းစတော့သူနဲ့နှောက်ထဲထားခဲ့လို့မရဘူးလေလို့ပြောပါတယ်ဖာသာဘရိုက်ဆာတော့ဘာမှဖြစ်ပါဘူးလို့ပဲပြောပြီးတော့တကားပိတ်ကထွက်သွားခဲ့တော့တာပါ Father Price ပြန်လာတော့ဒေဗန်ဂျိတ်ဗမာလေးလို့မေးပါတယ် Father Brysa သူရှိတဲ့နေရာမှာပို့လို့ပဲပြန်ပြောလိုက်ပါတယ်။ David နဲ့ Lassie တို့လည်း Jake ကိုစိတ်ပူနေပြီးတော့ဘာလို့ရမှန်းမသိဖြစ်နေကြပါဘူး။ Jake ကတော့တစ်ဖက်မှာကားမောက်တော်မင်းတို့ဘယ်နှစ်ယောက်အသက်ရှင်ခဲ့တာလဲလို့ Jackie ကိုမေးနေပါတယ်။ Jackie ကစကားပြောပဲမတုံမလုံးလုံနေတဲ့အတွက် Jake ကဒေါသထွက်ပြီးတော့စာအုပ်နဲ့ရိုက်လိုက်ရမှာတော့ Jackie တကောင်းစွဲပေါ်ကပြုတ်ကျသွားပါတော့တယ်။ Jake စွဲရောက်ကိုကြည့်လိုက်တဲ့ခါမှာတော့ Jackie မရှိတော့ပဲ။သူ့ဘေးကနေ Flash Me လက်သွားတော့မှ Jackie တကောင်းသူ့ကိုဓာတ်ပုံရိုက်လိုက်တော့ Jake တယောက်တီးသွားပါတော့တယ်။ Jake က Jackie ကိုလိုက်ဖမ်းဖို့လှုပ်ပေမဲ့ ချက်ကြီးကမိကိုခေါင်းနိုင်နေထွက်ပြီးသွားပါတော့လေအဲ့လိုနဲ့ Father Price ပြန်အောင်လာတော့ယုံမရှိတော့အတွက်ဂျိတ်ကိုအယုတ်ပမာလဲလို့မေးပါဂျိတ်လည်း तू မသိဘူးလို့ပဲပြန်ဖြေလိုက်တာပါ Father ဂျိတ်ကိုကျန်းစာကိုဖွင့်ခိုင်းပြီးတော့စာအုပ်ထဲကစာပိုက်တစ်ပိုက်ကိုဖတ်ခိုင်းလိုက်ပါတယ်ပြီးတော့အယုတ်ပမာလဲလို့ထပ်ပြီးတော့ဂျိတ်ကမသိဘူးလို့ပဲထပ်ပြီးတော့ဖြေလိုက်ပါတယ်ဂျိတ်ရော Father Price အခန်းထဲကထွက်လာတော့ဒေဗန်နဲ့လက်စီတို့ကသူ့ကိုစိုးရင်ပြီးတော့စောင့်နေကြပါတယ်ဒေဗန်တို့ကဘာဖြစ်တာလဲလို့မေးတော့ဂျိတ်ကချက်ကြီးလွတ်သွားတယ်သူငါးတပ်ပုံရိုက်သွားတယ်လို့ပြောလိုက်တော့ဒေဗန်တို့လည်းအံ့ဩသွားတာပါ ဂျိတ်ကချက်ကီယာငါ့ကိုဘာမှတော့လုပ်ဖို့မကြိုးစားဘူးလို့လည်းပြောလိုက်ပါတယ်ပုံမှန်ဆိုရင်လို့ခန်းထဲမှာနှစ်ယောက်တည်းကြံငယ်ဂျိတ်တယောက်တင်နေလောက်ပါပြီအခုတော့ချက်ကီယာဘာမှမလုပ်ဘဲနဲ့ဒီတိုင်းထွက်သွားတဲ့အတွက်သူတို့သုံးကလည်းတွေးလို့မရပဲအံ့ဩနေကြပါတယ်ချက်ကီဘာကြံနေထုံနေလည်းမသိဘူးလို့ဂျိတ်ကပြောလိုက်ပြီးတော့ငါတို့သူ့ကိုအမြန်ရှာမရမယ်လို့ပြောလိုက်ပါတယ်အဲနောက်တော့လက်စီတယောက်အခန်းထဲပြောင်းလာပြီးဒီမှာအခန်းတွေကိုအထက်ကတော့ခန့်လို့မရဘူးလို့နတ်ဒင်းကပြောပါတယ်အဲနဲ့လက်စီကမှန်ဒီကုန်းကိုတကားရှိကိုတွန်းပြီးတော့ပိတ်ထားဖို့လုပ်ပါတော့တယ် မကြခင်မှာပဲနတင်းတယောက်အိပ်ပျော်သွားပြီးတော့လက်စီကတော့ထိုင်နေတော့မှာပဲလက်စီရဲ့ကရင်အောက်မှာတော့ချက်ကီရောက်နေတာကိုမြင်လိုက်ရပါတော့တယ်လက်စီကဆေးချဖို့တဲ့စာအုပ်ပေါ်မှာဈေးတွေကိုကြိတ်နေပြီးတော့ချက်ကီကကရင်အောက်ကထွက်လာခဲ့ပါပြီချက်ကီကအသာလေးထွက်လာပြီးတော့ဈေးချဖို့လုပ်နေတဲ့လက်စီကိုဓာတ်ပုံရိုက်လိုက်ပါတယ်လက်စီကဆေးရှူပြီးတော့ကောင်းဖို့အတွက်ကြံနေတော့မှာပဲတကားပေါ်မှာပိတ်ထားတယ်မန်နေကောင်ချက်ကီကတုံးဖွင့်မလုပ်နေတာကိုမြင်လိုက်ရပါတော့တယ်လက်စီကလန့်ပြီးတော့អော်လိုက်တော့ချက်ကီလည်းလန့်ပြီးတော့ပြန်អော်ပါတော့တယ် မ်မာနဒင်းလဲနိုးလာပြီးတော့မျက်မှန်အောင်များတက်လိုက်တော့ချက်ကီကိုမြင်သွားတော့တာပါချက်ကီလဲတကားနေအမြန်ထွက်ပြီးသွားခဲ့ပါတော့တယ်နဒင်းလဲလန့်ပြီးတော့အော်နေအတွက်ဘုရားကျောင်းတစ်ခုလုံးကလူတွေအကုန်လုံးလဲနိုးလာကြပါတော့တယ်စေစရူးနဲ့တခြားကျောင်းသားတွေလက်စီလိုတကားရှိကိုပြုံပြီးတော့ရောက်လာကြပါပြီနဒင်းကချက်ကီကိုအခုမှမြင်ဘူးပြီးတော့တော်တော်လန့်နေတဲ့အတွက်လက်စီအသူ့ကိုဖြောင်းပြပြီးတော့ဒီအောင်လူတွေကိုမပြောပြဖို့မှာနေခဲ့ပါတယ်အဲ့ချိန်မှာပဲစေစရူးဝင်လာပြီးတော့ဘာတွေဖြစ်နေရလဲဘာကိစ္စနဲ့အော်နေရလဲလို့မေးပါတယ် Father Price ရဲ့ရောက်လာပါပြီ လန်စီကတော့ဘာမှမဖြစ်လို့ဟန်ဆောင်ပြီးတော့ကျွန်မကြောက်လို့អော်မိတာပါလို့ပဲဖြေလိုက်ပါတယ်ပြီးတော့ Jane နဲ့ David တို့အထာပေးတဲ့အနေနဲ့အိမ်သားကိုကြောက်လို့អော်မိတာပါလို့ပြောလိုက်ပါတယ်အမှ Jane တို့လည်းသဘောပေါက်သွားပြီးတော့လန်စီတို့အခန်းရှိကအိမ်သားကိုသွားပြီးတော့ជីကြပါတော့တယ်လန်စီကတော့ကျွန်မအိမ်ကအိမ်သားဟောင်းလေးကိုဘယ်တော့မှပြန်မတွေ့ရမှာစိုးလို့ပါလို့ကြောင်းတောင်းတောင်းနေလျှောက်ပြောနေပြီးတော့ Father Price ကလန်စီကြောက်ပြီးတော့လျှောက်ပြောနေထင်းလို့သူ့ကိုဖြောင်းဖြားပေးနေခဲ့ပါတယ် Jane တို့ကတော့အိမ်သားထဲမှာ Chucky ကိုလိုက်ပြီးတော့ရှာနေကြပါပြီ အဲ့ဒီမှာပဲချက်ကီကဂျိတ်ပေါ်ခုံတက်လိုက်ပြီးတော့ဂျိတ်ကိုဓာတ်နဲ့ရွယ်လိုက်ပါတယ်အဲ့ဒီမှာဒေဗန်ချက်ကီကိုဖြတ်ကန်လိုက်တာကြောင့်ချက်ကီကောင်လွင်းထွက်သွားပါတယ်အဲ့နောက်တော့ဒေဗန်ဓာတ်ကိုကောက်လိုက်ပြီးချက်ကီကိုဓာတ်နဲ့ထောက်ထားလိုက်တာပါဂျိတ်လည်းချက်ကီရဲ့ဖုန်းကိုယူပြီးတော့ဖွင့်ကြည့်လိုက်တော့ဖုန်းထဲမှာသူ့ပုံနဲ့စစ်တာအဲလစ်ဘတ်ပုံတွေပြင်ချက်ကီတယောက်သူ့ဟာသူ selfie ဆွဲထားတဲ့ပုံတွေပါမြင်လိုက်ရပါတယ်ဒေဗန်ချက်ကီကိုမင်းဘာလာလုပ်တာလဲပါကစ္စတန်ဂျိတ်ကိုတပ်ပုံရိုက်သွားလေလို့မင်းနေပြီမဲ့ချက်ကီကမဖြေတဲ့အတွက်ဒေဗန်လည်းဒေါသထွက်ပြီးတော့ဓာတ်နဲ့ထိုးမလို့လုံနေပါဘူး ဂျိတ်ကဒေဗန်ကိုတားထားလိုက်ပြီးတော့ချက်ကီဘာလို့ချင်တာလဲငါသိပြီထင်တယ်လို့ပြောလိုက်ပါတော့တယ်နောက်တစ်ခါမှတော့နဒင်းကချက်ကီကြောင်းတီသွားပြီဆိုတော့လက်စီကိုချက်ကီကြောင်းနေမေးနေခဲ့တာပါသူကအေယောအေးလာဆာဟောဆာလာအိမ်သားတက်လာဆိုပြီးတော့အကုန်လုံးလိုက်မေးနေခဲ့ပါတယ်လက်စီကဂျိတ်လို့စီရောက်တော့နင်တို့ချက်ကီကိုမိလိုက်လားလို့ပေးပါတယ်ပြီးတော့နဒင်းလည်းချက်ကီကိစ္စတီသွားပြီလို့ပြောလိုက်ပြီးနဒင်းကအေးစိပါဘာပူစရာမလိုပါဘူးလို့သူတို့ကိုပြောပါတယ်အာနဲ့ဂျိတ်တို့ကငါတို့နင်ကိုပြစရာရှိတယ်လိုက်ခဲ့ဆိုပြီးတော့သူတို့အခန်းထဲကိုခေါ်သွားခဲ့ပါတယ် ဂျေရိုကချက်ကီကိုခုံလုံးပေါ်မှာဂျိုးနဲ့ချီပါဇက်ကိုအဝိနဲ့ဆို့ပြီးတော့ဖမ်းထားခဲ့တာပါလက်စီကဘာလဲဟာနင်တို့ဘာလို့သူ့မတက်တာလဲလို့မေးနေပါလေဂျိတ်ကတိတာစဉ်းစားကြည့်ဟာချက်ကီကဒီရောက်ကလေးကတမျိုးကြီးဖြစ်နေတာသူတချောင်းလုံးပုံနေလိုက်ရိုက်တယ်ငါတို့တက်ဖို့အခွင့်ရရမယ်သူထွက်ပဲပြေးသွားတယ်ဒီချက်ကီကလူသားတဲ့ကောင်မဟုတ်ဘူးကင်းတောက်ဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်လက်စီကအဲ့ဒါဆိုသူကဘသူ့ကိုစုံစမ်းနေရလဲလို့မေးလိုက်တော့ဒေဗန်ကငါတို့အဲ့ဒါကိုသိအောင်လုပ်ရမှာပေါ့လို့ပြောလိုက်ပါတယ်တမမတီဖနီကတော့သူသမီးတွေလာမှာဖြစ်တဲ့အတွက်ပြင်ဆင်နေပါတယ် တကားဘဲတီတောင်ကိုကြားလိုက်တော့တက်ဖနီကနီကာကိုခန်းထဲခေါ်သွားပြီးအတန်ထွက်လို့မရအောင်ဗဇက်ကိုစိုးထားလိုက်ပြန်ပါလေပြီးတော့နီကာကိုတကားပိတ်ပြီးတော့ထားခဲ့လိုက်ပါတော့တယ်အဲနောက်တက်ဖနီကသူသမီးတွေလာတယ်ထင်ပြီးတော့တကားကိုသွားဖွင့်ပေးလိုက်တော့သူသမီးတွေမဟုတ်ပဲစုံတော့ပဲဖြစ်နေတာပါတပတ်မှနီကာတော့သူကောင်းထဲမှာရှိနေချက်ကီနဲ့စကားတွေပြောနေတာပါချက်ကီကနင်ဒီယာလွတ်ချင်းရင်ငါ့ကိုလိုအပ်တယ်လို့ပြောလိုက်ပြီးတော့နီကာကငါတက်ဖနီကိုလက်စားချေရမယ်လို့ပြောနေပါတယ်စုံတော့ကတော့နီကာပီယတ်စ်ကဒီမှာလို့ငါထင်တယ်လို့ပြန်ပြောလိုက်တော့ ဒေဖနီယာဟုတ်တယ်နီကားဒီမှာဒါမဲ့ तू အပြည့်မရှိပါဘူးရဲသားကြီးရဲလို့ပြောလိုက်ပါတယ်အဲနောက်တော့ဒေဖနီယာစုံတော့ကိုပြောပြီးလေလို့ပြီးတော့အိမ်ထဲကိုဝင်လာဖို့ပြောလိုက်တာပါအိမ်ထဲကိုရောက်တာနဲ့ဒေဖနီယာအနောက်ကနေစုံတော့ရဲ့လဲဘင်းကိုဓာတ်နဲ့လီးပြီးတော့တခါတည်းတပ်ပြလိုက်ပါတော့တယ်ပြီးတော့ဒေဖနီယာတဟားဟားနဲ့ရည်နေပြီးတော့ဒီအချိန်မှာပဲတခါဘဲဒီတန်ကိုကြားလိုက်တဲ့အတွက်ဒေဖနီတယောက်လန့်ဖြန်သွားပါတော့တယ်အဲဒီအချိန်မှာသူ့ channel ကိုပန်းအောင်ကားလေးတစ်စီးကဝင်လာနေခဲ့ပါပြီဒေဖနီကစုံတော့ရဲ့အလောင်းကိုဗီဒီယိုထဲမှာသွားဖွက်ထားလိုက်ပြီး ကျမ်းပေါ်ကသွေးတွေကိုအသေးအံတုံနေပါတော့တယ်အဲ့ဒီချိန်မှာပဲဂလန်နဲ့ဂလန်နာတို့နှစ်ယောက်က သူ့ချိတ်ကိုယောက်လာတာမြင်လိုက်ရရင်းနေပဲဒီပန်းဒီမှာခိတ္တခဏရန်နာသွားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တည်းတင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာနောက်နေ့မှလည်း Jackie Bindset တွေကိုနေ့စဉ်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးနောက်အကောင့်လောက်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့လဲမြေတာရက်ခင်ဗျာစီဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးခဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ